အောင်မင်းပြလာပါဗျာခုတစ်ခါမှာတော့ဇွဲထက်လှူတဲ့ဌာပနာနဲ့ပတ်သက်ပြီးတော့ ပြောတဲ့သူတွေကိုလှိုင်းသားရကိုကြီးမှပညာတာပပတုံပြန်လာတဲ့ရုပ်တံဗီဒီယိုဖိုင်လေးကိုအားလုံးတရားတင်ပြပေးလိုက်ပါတယ်ဗျာအားလုံးလည်းဒီဗီဒီယိုဖိုင်လေးကိုကြည့်ပြီးတော့ဝေဖန်သုံးသပ်ပေးကြပါအောင်ဗျာအားလုံးလည်းမင်္ဂလာပါဗျာမြန်မာကန်ထရီနော်လေး channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာကျွန်တော်တို့ဒီမဆိုးရင်အကြောင်းတိုက်ပါဘောနော် မစိုးရင်ကြောင်းကြီးစောက်တဲ့နေရာမှာကျွန်တော်တို့ဒီဘောနောရွှေတွေကြောက်တံပရံများတွေပေါ့ဒီဌာပနာထဲတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဲဘောနောတချို့ကဒီဌာပနာထဲတာဒီမဖြစ်တင်ဘူးပေါ့အဲတချို့ကတော့ဒါဖြစ်တင်တယ်ပေါ့ဟိုတချို့ကကျတော့ဘယ်လိုလဲဆိုတော့ဒီဌာပနာတွေဒီတဲ့ဒီဟိုပေါ့နော်ဒီနေရာတွေကိုမသုံးမဲနဲ့ဒီမြေစာဝင်းကြီးအစီအမပြေချိုးတဲ့နေတဲ့မိသားစုတွေလူတွေအများကြီးရှိနေတဲ့အတွက်အခက်အခဲဖြစ်နေကြတဲ့အတွက် တို့ကရောက်နေတဲ့သူတွေပေါများနေတဲ့အတွက်ဒါတွေကိုဒီလိုလူတွေကိုလှုပ်ပေးလိုက်ရင်ပို့ပြီးတော့အဆင်မပြေဘူးလားပေါ့အဲဒီချွတ်ကြောက်လဲဒီပေါ့နော်ဒီဒဲမှာဌာပနာတာမှန်တယ်ပေါ့အဲအဲ့လိုဖြစ်နေကြတဲ့အပေါ်မှာကျွန်တော်လည်းလာလာပြောကြပါတယ်လာလာပြောတော့အဲအဲ့ဒါလေးကိုကျွန်တော်ပြောပြမယ်ဒါဟိုကျွန်တော်ဒါကျွန်တော်တယောက်ရဲ့အတွေးခေါ်ပေါ့နော်ကျွန်တော်တယောက်တခုတယောက်ရဲ့အတွေးခေါ်ပေါ့ဟိုဘယ်လိုပြောရမလဲဒီဌာပနာထဲမဲ့ဒီတံမိုးကြည့်ရရနာပစ္စည်းတွေကို ဟိုဘောနော်ဒီတကယ်ဒုက္ခရောက်တယ်မရှိစင်ရဲသားတွေကိုပေးလိုက်ပါလားသူတို့လည်းလိုတယ်ဆိုတဲ့ဟာမှန်တယ်အဲ့ဒါလည်းမှန်တယ်အဲ့ဒါမှန်တယ်ဆိုတော့ဘာလို့လဲတကယ်လည်းစင်ရဲဒုက္ခရောက်နေတဲ့လူတွေကကျွန်တော်တို့လည်းမြေပြင်မှာလက်တွေ့တွေ့နေရတာပေါ့နော်အများအများပေါ့နော်အများအများတွေ့နေရတဲ့အတွက်ဒါသူဘောနော်တကယ်ဒါတံပိုးပေါ့နော်ဒီတိမ်တန်းနဲ့ကြီးပြီးတော့ရှိတဲ့ဒီပစ္စည်းတွေကိုသူတို့အနေနဲ့ပေါ့နော်ဟိုပေါ့ဒီတကယ်တော့ရောက်တဲ့လူတွေကိုလူလိုက်လိုက်မယ်ပေးလိုက်မယ်ခွဲဝေပေးလိုက်မယ်ဒါဟိုနေ့ဖြစ်တယ်ဆိုလို့ရှိရင်တော့ လူပေါ့တော်တော်များများကဒါလေးတွေအကျိုးရှိသွားမယ်ရသွားမယ်ပေါ့နော်ဟုတ်တယ်ဒါလည်းမှန်တာပဲလေနောက်တစ်ခုကဘာလဲဆိုတော့ဒီမှာဌာပနာထဲတာမှန်တယ်ဆိုတော့ဘက်ကိုပြန်ကြည့်တဲ့အခါကျတော့မှန်တယ်ဒါသွနာပေါ့နော်သွနာဒီဒီမရှိသင်ရဲသားတွေကိုပေးလိုက်ရင်အရန်ကျိုးရှိမယ်ဆိုတော့သူတွေကိုကျွန်တော်တခုပြန်ပြီးပြောပြချင်တာကအအကိုတို့အမတို့ဒါပြောတာတော့မမှန်ဘူးမှန်တယ်တကယ်သာပေါ့နော်မရှိသင်ရဲတဲ့လူတွေရှားသွားရင်ဒါအရန်ကျိုးရှိမယ်ဆိုမှန်တယ်ဒါပေမဲ့လူတိုင်းနဲ့လူတွေဒီ ဒီဌာပနာထဲမဲ့ပစ္စည်းတွေကိုလှူတဲ့လူတွေဒီသူများအကျိုးအတွက်လှူတာမဟုတ်ဘူးသူများအကျိုးအတွက်ကိုရည်ရွယ်ပြီးလှူတာမဟုတ်ဘူးသူတို့ရဲ့နောက်ဘဝအတွက်ကောင်းအောင်နော်ကောင်းတဲ့အရာပေါ့နော်သူတို့နောက်ဘဝအတွက်ကောင်းအောင်အလူတန်းလှုပ်တာပေါ့နော်အလူတန်းလှုပ်တယ်လို့လူတန်းလှုပ်တယ်ဒီသူတို့ရဲ့သာသနာအတွက်ရည်စူးပြီးလှုပ်တယ်ဘာသာအတွက်ရည်စူးပြီးလှုပ်တယ်အဲသူတို့ကုသိုလ်ရဖို့အတွက်ရည်စူးပြီးလှုပ်တယ်အဲအဲ့ဒီအတွက်ကိုဒါသူတို့ရဲ့ဘောနော်ဒီ ဘယ်လိုပြောမလဲနောက်တန်တရာအတွက်ကိုဒါသူတို့ကလုတ်တယ်လို့ဟိုခံမှန်းလို့ရတာပေါ့နော်တန်တရာအတွက်ကိုသူတို့လုတ်တဲ့အတွက်ကိုမှန်းတဲ့သူတို့ဒါဘာသာသာသနာအတွက်ရဲ့သူတို့အတွက်ရဲ့ဒါလုတ်တာအဲတချို့ပေါ့နော်တချို့ရှိတာလူတွေဒီလူတိုင်းဒီဆင်းရဲဒုက္ခရောက်နေလို့အေးတိုင်းကန်တိုင်းကိုဘယ်လိုပြောမလဲဆိုတော့လူတိုင်းကမပေးတင်မကန်းတင်ဘူးဆိုတာလည်းရှိတယ်ဗျ လူလိုက်ကိုပေးလို့ကမ်းလို့လည်းမရဘူးဒုက္ခရောက်တဲ့လူတိုင်းကိုလည်းပေးလို့ကမ်းလို့မရဘူးအဲ့ဒီဘက်ကိုသူတို့ဒီဒီလှူလိုက်တာကုသိုလ်ရပါတယ်ဆိုတော့လူတွေလည်းရှိတာကိုအဲ့တော့ဒီတဲ့ကိုထဲ့မဲ့ဌာပနာထဲ့မဲ့ဘောနော်တောက်ခံတဲ့လူတွေလည်းမှတ်ပါတယ်ဒါလည်းတန်တရာအတွက်ပဲလေဘာသာသာသနာဒါဒီဘောနော်ဟိုဘယ်လိုပြောမလဲဒီဗုဒ္ဓဘာသာအတွက်ကိုဒါလောက်တာဒါသူတို့လည်းမှန်တယ်လေဒါပေမဲ့တစ်ဖက်ကလည်းသူတည်တယ်ဒီဘောနော်နောက်တစ်ခုကဒီဆင်းရဲဒုက္ခရောက်နေတဲ့လူတွေကိုမြင်ရတဲ့အခါကျတော့အော်ဒါတွေသူတို့ရသွားရင်ဘယ်လောက်ကောင်းမလဲဆိုတော့ အတိဝင်တော့ဒါလေးပြောတာပေါ့နော်တကယ်လည်းရသွားတဲ့ခါကျရင်တော့ကောင်းပါတယ်ဒါပေမဲ့တော့ညလည်းအခုကျွန်တော်ဒီကျွန်တော်ဒီအကျွန်တော်ဆိုကြပါလို့ကြာကျွန်တော်လက်ဖေးတောက်ရှင်တယ်ကျွန်တော်လက်ဖေးတောက်မယ်ဒါပေမဲ့အရသမားကကျွန်တော်လက်ဖေးတောက်တော့လက်ခံချင်မှလက်ခံပါလေ तू အရတောက်တာပို့ကောင်းမလားဆိုတဲ့အတွေးကိုလည်း तू တွေးမိမှာပဲဘာလို့ तू ရက်ကြိုက်တယ်လေအဲ့ဒီအတွက်ကိုလည်းဟိုသူ့ဘက်ကိုပြန်ကြည့်တာပေါ့ဥပမာကျွန်တော်ကဟိုပေါ့နော်ငားရင်စားတယ်ကျွန်တော်ငားရင်ဝယ်စားခြင်းတယ် ကျွန်တော်ငားရင်လူတယ်ဒါပေမဲ့ငားရင်မကြိုက်တဲ့ဘဲဦးကြိုက်တဲ့လူကဩဘဲဦးနဲ့လူရင်ကောင်းပါပဲအဲဒါကိုကငားရင်ကိုဘာကြောင့်စားလဲဆိုတာလဲသိဖို့လူတယ်လေဘဲဦးကိုဘာကြောင့်မစားတာလဲအဲအဲ့တော့တော့ဗောနော်ဒီတန်တရာအတွက်ကိုဒါကုသိုလ်ရေးလောက်တာဗောနော်ဒါဟိုကကြတော့ဒီရပတ်စံတွေကိုကြတော့မရှိသင်ရတာတွေပေးစေခြင်းတဲ့လူတွေကြတော့သူတို့ကကုညီစေခြင်းနဲ့သူတို့ဒုက္ခတွေပြေလည်သွားစေခြင်းနဲ့ရသွားစေခြင်းနဲ့ဆန္ဒ နော်သူတို့ကကုသိုလ်မရှိပဲပါဘူးဒါသူတို့ကတခြားလူအစဉ်ပြေသွားဖို့ပဲဆိုတော့စိတ်ကလေးတွေနဲ့ဒါသူတို့ကလည်းပြောတာသူတို့လည်းချစ်ဖို့ကောင်းပါလေဒါတကယ်တော့ဒါသူတို့ကလည်းဒါလူလူချင်းဟိုဒါကိုညီချင်းနဲ့စိတ်အစဉ်ပြေချင်းနဲ့စိတ်နဲ့သူတို့ကပြောကြတာဒီတစ်ဖက်မှာကြတော့လေဒီသူတို့ရဲ့ဟိုနော်သူတို့ရဲ့နောက်တန်တရားအတွက်ကိုရည်ရွယ်ပြီးတော့လောက်ကြတာထပ်ပနာကြတာပေါ့နော်အဲအဲ့လိုအမျိုးမျိုးရှိတဲ့အတွက်ကိုကျွန်တော်အနေနဲ့ကတော့မှန်ပါတယ်နှစ်ဖက်စလုံးမှန်ပါတယ်လို့ဒါသူခံယူချက်ကိုခံယူချက်မတူကြဘူးလေအဲအဲ့ဒီအတွက်ကိုအခုကျွန်တော်တတူကြိုက်တဲ့လူရှိ တယ်လို့တတူးထိုးတဲ့မထိုးတဲ့မကြိုက်တဲ့လူတွေကြတော့လေအာဒီကောင်လေးအနာခံပြီးတော့ကွာဒါကြီးထိုးနေတယ်အကြိုက်တဲ့လူကြတော့လေအာဒါဟာနာခံပြီးထိုးတာလေကြိုက်လို့လေဒါတော့ဟိုခိုင်တဲ့ချင်းမတူကြတာဖြစ်မှာပါလို့နော်အဲ့တော့ကျွန်တော်ကတော့နှစ်ဖက်လုံးမှန်တယ်လို့ယူဆပါတယ်ဘာလို့လဲကျွန်တော်တို့ကခွဲခြားပြီးတော့ခံမှန်းပြီးသိနိုင်တာပေါ့နော်ဒါဒုက္ခရောက်တဲ့လူတွေကိုလည်းသိတယ်လို့ဒီတစ်ဖက်ကဘာသာတန်တနာကိုလည်းပြန်ကြည့်ရအောင်ကျေးဇူးတင်ပါတယ်